။လာရှိုးမြို့တွင်62နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ကိုချိုးဆိုးဂုံပြူသောအဖြစ်အမတ်20ရင်ထင်းရဲဒုတပ်ဖွဲ့ခွဲမှုယုံရှမ်းမြောက်နှင့်အမတ်123ရင်ထင်းရဲတပ်ဖွဲ့စုလာရှိုးတို့မှလာရှိုးမြို့ရှိဒေသခံပြည်သူများကိုဆိုင်ကယ်စီးအုပ်ထုပ်များအခမဲ့ပေးဝေခဲ့ကြောင်းသိရပါသည်။ဆိုင်ကစီအုပ်ထုပ်များအခမဲ့ပေးဝေခြင်းနဲ့ရေစီကန်လမ်းစီကန်အသိပညာပေးခြင်းအခမ်းအနားကိုစက်တင်ဘာလ25ရက်နေ့နနက်9:00နာရီကအမှတ်20ရင်ထင်းရဲတူတက်ဖွဲ့ခွဲမှုရုံရှမ်းမြောက်ရှိရှိပြည်တော်စုလမ်းမကြီးပေါ်တွင်ကျင်းပခဲ့ပါသည် မော်တော်ဆိုင်ကစီးနှင်းသွားလာလျက်ရှိတဲ့ဒေသခံပြည်သူများအားရှင်အနေကင်းရှင်းစေရအတွက်မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့နှစ်အလိုက်ရင်တိုက်မှုနှိုင်းယှဉ်ချက်2020ပြည့်နှစ်ရှင်အနေကင်းရှင်းရေးနယ်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေရင်တိုက်မှုဖြစ်လျင်ဆောင်ရွက်မိအချက်များတားမြစ်ခြင်းနှင့်ကန့်သတ်ခြင်းလမ်းညွှန်များရင်မမောင်းမီစစ်ဆေးရန်အချက်များမော်တော်ဆိုင်ကစီးနှင်းသူများလိုက်နာရန်အချက်များစတဲ့အကြောင်းအရာများပါဝင်တဲ့ရေစီကန်လမ်းစီကန်အသိပညာပေးလက္ခဏာစာဆောင်များဖြန့်ဝေခဲ့ပြီးရေစီကန်လမ်းစီကန်အသိပညာပေးနိုင်ငံကက်စာဆောင်ဓာတ်ပုံပြပွဲများပြသခဲ့ကြောင်းသိရပါတယ်။